မင်္ဂလာပါရှင်တင်းနေသောအီတိုင်းသတင်းဌာနမနခင်တင်းအစီအစဉ်ရဲ့မေလ15ရက်နေ့အတွက်အနောက်ဆုံးရသတင်းတွေကိုပြပြပေးမှာဖြစ်ပါတယ်ရှင်တင်းနေသောအီတိုင်းသတင်းဌာနရဲ့မနခင်တင်းအစီအစဉ်ကိုအပတ်စဉ်တင်းနေလာနေကနေတောက်ကြနေအထိပုံမှန်တင်ဆက်ပေးသွားပါမယ်ရှင် တီလဝါဘတ်ဆောင်တုံနိုင်ငံငါစိတ်ကန်းစီမံကိန်းကနေဂျပန်စီးပွားရေးနဲ့ယင်းနှမြူနံမှုဆိုင်ရာအဖွဲ့အစည်းတွေနှုတ်ထွက်တော်မယ်လို့မြန်မာလူအခွင့်အရေးလှုပ်ရှားတဲ့အဖွဲ့ Justice for Myanmar ကထုတ်ပြန်ပါတယ်။တီလဝါစီမံကိန်းကဂျပန်ကုမ္ပဏီတွေအစိုးရအာမခံအဖွဲ့တွေနဲ့ယင်းနှမြူနံမှု Corporation တွေနှုတ်ထွက်ဖို့ရှိနေတာပါ။ အခုနှစ်မတ်လ19ရက်မှာမြန်မာအရက်ဖတ်အဖွဲ့အစည်းတွေကနေတီလဝါစီမံကိန်းနဲ့ပတ်သက်လို့ပေးစာပို့ခဲ့ပြီးနောက်အခုလိုအကြောင်းပြန်လာတာဖြစ်ပါတယ်ပေးစာထဲမှာမြန်မာစေကန်းအာနာပိုင်အဖွဲ့ MPA ကထုတ်ပြန်ထားတဲ့စေကန်းစီမံကိန်းအတွက်ကာလရှည်ကြီးကြပ်လုပ်ကိုင်သူအသည့်တင်နာခေါ်ယူထားတာနဲ့ပတ်သက်လို့ဆက်ဆက်မှုရှိမရှိနဲ့ဂျပန်ကုမ္ပဏီတွေအနေနဲ့ယင်းနှိမ့်ညံမှုတွေရုပ်သိမ်းမဲ့အစီအစဉ်ရှိမရှိကိုပါထည့်သွင်းမေးမြန်းခဲ့တာလည်းဖြစ်ပါတယ်။ ရည်ဖြူမြို့နယ်ရာဖူးရွာအနီးကရန်ကုန်ဒီပွဲကာလမ်းမှာ ခီးသွာကောင်းနစီမြင်းချင်းဆိုင်တိုက်မိတာကြောင့်အမျိုးသမီးတဦးသေဆုံးပြီးခီးသွာ20ဦးဒဏ်ရာတွေရရှိခဲ့တယ်လို့သိရပါဗျ။မနေ့ကမွန်လွယ်ပိုင်း7နှစ်ခွဲဝင်းချင်းမှာရာဖူးရွာအနီးမှာခီးတဲ့တင်ရင်ငယ်နဲ့အဘီကိုကာတို့မြင်းချင်းဆိုင်တိုက်မိခဲ့တာပါ။ဒဏ်ရာရသူ20ဦးထဲကအမျိုးသားတဦးနဲ့အမျိုးသမီးတဦးတို့ကတော့စိုးရင်ရတဲ့အခြေအနေဖြစ်ပါတယ်။ ညတဲမှုဖြစ်ပွားခဲ့တဲ့နေရာကိုဒွေမျိုးကလူနာတင်ရဲ့အများပြားတွားရောက်ပြီးကုညီကယ်ဆယ်ရေးတွေလှုံ့ဆော်ခဲ့တယ်လို့လည်းသိရပါဗျ။အနောက်တောင်မုတ်တုံတွေဟာမြန်မာနိုင်ငံတောင်ပိုင်းစွန်းဒေသတွေကိုပြီးခဲ့တဲ့မေလ13ရက်နေ့ကစလို့စတင်ဝင်ရောက်ခဲ့ပြီလို့လူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနကအတည်ပြုပါဗျ။မြန်မာနိုင်ငံတောင်ပိုင်းနဲ့အရှိတောင်ပိုင်းဒေသတွေကိုတော့ အခုလောင်မဲ့မေလ22ရက်ကနေ26ရက်နေ့အတွင်းဝင်ရောက်လာနိုင်တယ်လို့လဲဆိုပါတယ်။မုတ်တုံဝင်ရောက်ချိန်မှာကုန်းမြေပေါ်မှာလဲမုတ်တုံလီဖီအားနည်းရပေါ်တွင်ကြောင့်နေရွက်ကြောင်းမူကြည်တာမူတိကျွေတာလေပြင်းတိုက်ခတ်တာနဲ့ရုတ်ချီးရီလွမ်းမိုးတာတွေ ဖြစ်လာနိုင်လို့မိုးလေဝသခမန်းချက်တွေကိုဖတ်ရှုလေ့လာပြီးဆောင်းရံရှောင်းရံသတိပြုကြဖို့လဲအတိပေးထားပါတယ်။ တနင်္သာရီမြို့နယ်တင်ခွန်ကြီးရွာအုပ်စုကနှစ်ဖက်တိုက်ပွဲတွေကြောင့်စစ်ပေးရှောင်ထောင်ကြီး၅လကျော်ကျလာတဲ့အထိနေရမပြတ်နိုင်သေးဘူးလို့စစ်ဆောင်တွေကဆိုပါတယ်။တနင်္သာရီမောရောင်ကာလန်ဘော်ကတင်ခွန်ကြီးရွာအုပ်စုမှာစစ်ကောင်စီနဲ့တော်လိုင်းရင်မဟာမိတ်တပ်တွေနှစ်ဖက်တိုက်ပွဲဖြစ်ပွားနေတာ၅လကျော်ကျလာပြီဖြစ်ပြီးတင်ခွန်ကြီးရွာအုပ်စုနဲ့ချောင်းလမှုရွာကဒေသခံ၅၀၀ဝန်းကျင်စစ်ဆောင်နေရတာပါ။ လက်ရှိမှာစစ်ဆောင်တွေထဲကအချို့ ထိုင်းနိုင်ငံနဲ့တခြားနေရာဒေသတွေကိုထွက်ခွာသွားကြပြီဖြစ်ပေမဲ့စစ်ဆောင်အများစုကတော့အခုချိန်ထိအိမ်မပြန်နိုင်သေးဘူးလို့သိရပါဗျ။စစ်ကောင်စီရဲ့စားနပ်ရိက္ခာဖျက်တောက်မှုတွေကြောင့်တနင်္သာရီဒေသခံတွေအပါအဝင်စစ်ဘေးရှောင်တွေလည်းစံနဲ့စားတောက်ကုန်ရှောင်ပါမှုတန်းကိုခါးစည်းခံနေကြရတယ်လို့ဆိုပါဗျ။ ပြည်ထောင်နိုင်ငံဆိုင်ရာမြမတာအမန်ဟောင်းဦးကျော်စွာမင်းကိုတတမန်နီအိမ်ဥပစာကျူးကျော်မှုနဲ့ပြည်ထောင်ရေးတပ်ဖွဲ့ကဆွဲချက်တင်လိုက်ပါတယ်။နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါက်ဆန်းစုကြည်ကို ပြန်တော့ပေးဖို့တောင်းဆိုခဲ့တဲ့ဦးကျော်စွာမင်းကိုစစ်ကောင်စီကမြမတန်ယုံကနေနှင်ထုတ်ခဲ့ပြီးစစ်ကောင်စီရဲ့ကိုယ်စလဲနဲ့ပြန်လည်အစားထိုးခဲ့ရပါ။အဲဒီနောက်ဦးကျော်စွာမင်းကမြမတန်အမန်ကြီးအိမ်မှာဆက်လက်နေထိုင်ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့တစ်ပတ်မှာတော့တတမန်ဥပစာအတွင်ကျူးကျော်မှုနဲ့ပြီးကြိမ်ရေးတပ်ဖွဲ့ကဆွဲချက်တင်ခဲ့တာဖြစ်ပါတယ်။စစ်ကောင်စီရဲ့တင်းနှင်းသားရေးတိုင်းအစိုးရအဖွဲ့ကဒူဝဲအထူးစစ်ပွားရေးစုံအတွက်ရည်ရွယ်ပြီးဌာနဆိုင်ရာဝန်ထမ်းတွေကိုရုရှားဘာသာစကားသင်တန်းပေးနေတယ်လို့သိရပါတယ်။တင်းနှင်းကိုအခုလ23ရက်နေ့ကစလို့လာမယ့်ဇွန်လပထမအပတ်ထိတိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနရုံးမှဖွင့်လှစ်သွားမှာဖြစ်တယ်လို့လည်းသိရပါတယ်။ ။တနင်္လာရီတိုင်းသတင်းဌာနရဲ့မနက်ခင်းသတင်းအစီအစဉ်ကိုနားဆင်ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။